အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးကြိုလိုက်ပါတယ်ကောင်းမွန်သောဒီလေးဒီနေ့ဖြစ်ပါစေဒီညကနေပြီးတော့စုမုံကောင်းတောင်းပေးလိုက်ပါတယ်အဲ့တော့လက်ရှိမှာဒါကျွန်တော်တို့ငါကတော့ FG ချစ်သူများနဲ့ငါတပွဲချအောင်မလို့မြင်တယ်ဘောနော်အဲ့တော့ကျွန်တော်ရဲ့ caption ရေးထားတဲ့အတိုင်းပဲလက်ရှိမှာ Liverpool အသင်းအနေနဲ့လူစည်းင်းမလုံလောက်မှုကဘယ်အချိန်ထိဒုက္ခပေးနေမှာလဲဆိုတဲ့ပြဿနာတစ်ခုပဲအဲ့တော့လက်ရှိမှာဒါသူများနေ rival fan အနေနဲ့ဒါလက်ရှိမှာဒါကို reasoning တစ်ခုလို့ဒါကျွန်တော်တို့မြင်ရတယ်မှာပါတယ် FG ချစ်သူများကလည်းလက်ရှိမှာဒီကိစ္စဟာဒါနီးပြညံ့နေဆိုတဲ့ပုံစံမျိုးနဲ့ပဲပြောကြမှာပဲဒါကျွန်တော်တို့ဘေးလူမလို့ကျွန်တော်အနေနဲ့ဒါကျွန်တော် Liverpool ကိုကျွန်တော် personal view ရပြောကျွန်တော်ချစ်ချင်းမုံညင်းဆိုတာတဲ့ကျွန်တော်အနေနဲ့ကြားတဲ့အားမရအောင်ပြောလို့ရတယ် ကျွန်တော်ဇာတ်တခုမြင်လာတိုင်းဟာကွာဆိုတဲ့ feeling တခုအမြင်နဲ့ရတဲ့အခြေအနေတခုရှိတယ်။အဲ့ဒါကဘာလဲဆိုတော့လွန်ခဲ့သောကြာကျွန်တော် Guardiola ရောက်လာတဲ့6နှစ်တာအချိန်မှာဒါ Liverpool တင်းနေတဲ့ဒါဂျားတွေကတစ်ချိန်ပုံစံမျိုးဒါကျွန်တော်ပူဆွဲခဲ့တယ်။ဒီဂျားတွေမှာဒါကျွန်တော်တို့ Chelsea တစ်ချိန်ပူဆွဲခဲ့တယ်။ဒါမှမဲရဒါကျွန်တော်တို့ လေဘဘူးတချိန်ဘူဆွဲခဲ့တယ်ပေါ့နော်အကြံတဲ့အချိန်မှာဒါကျွန်တော်တို့မန်ချက်စတာစီးတီးအသင်းကြီးပဲထားရှော့ဘူဆွဲခဲ့တာတွေ့ရမယ်တော့ပါတယ်ချန်ပီယံလိလေဒီတိုင်းပဲကျွန်တော်ဒါမန်ချက်စတာစီးတီးကို sorry လေဘဘူးတင်နေတာကျွန်တော် final 3ခေါက်ရောက်တယ်တစ်ခေါက်ဖလားရခဲ့တယ်ပေါ့နော်ဒါဟာရီကကျွန်တော်ဒါအထူးဆန်းမဟုတ်ဘူးဒါပြောစရာစကားတွေနေနေပြောရမယ်ဆိုတာဖြစ်တယ်အဲ့တော့ဒီနေရာမှာဒါကျွန်တော်တို့ FG ကိုကျေစုတင်တဲ့နေရာမှာကျေစုတင်တဲ့နေရာမှာကျေစုတင်ရမှာအမှန်ပဲ။နောက်ခုနပေါ်ဆိုလေဗာကူးသင်းကို transformation ရပြောင်းလဲပေးခဲ့တယ်။လေဗာကူးသင်းကိုတကယ်လို့ဒါခန်းထားတဲ့ club တွေတဲကတခုပြန်ဖြစ်အောင်ဒါတွန်းတင်ပေးခဲ့တယ်။ဒါလူဝယ်မှုတွေဒါကျွန်တော်တို့လုပ်ပေးခဲ့တဲ့ဥစ္စာမှာကျွန်တော်သွားခဲ့တယ်မှာပါတယ်။အဲ့တော့ပြောချင်တာကပြောမယ်ဆိုရင် Liverpool ကိုဒါကျွန်တော် Glory Days ကိုပြန်ပြီးတော့ဆွဲတင်လာတဲ့နေရာမှာ FG ကိုကျေစုတင်ရမှာတော့အမှန်ပဲ။သူ့ပေမဲ့တော့ညာလေ Liverpool ရဲ့လက်ရှိပိုင်ရှင်တွေကရောင်ရဲတင်းတိမ်နေလို့ကျွန်တော်အနေနဲ့မြင်မိရတယ်မှာပါတယ်။ ဘာလို့ဒီလိုပြောရလဲအခုလက်ရှိမှာဒါကျွန်တော်တို့ပရီးမီးယားလိမှာ travel ရတဲ့ club တွေကိုကြည့်အောင်ဒါကျွန်တော်တို့လက်ရှိမှာ liverpool ပရိသတ်တွေအနေနဲ့ဟာကွာထားလိုက်ပါတော့ကွာနောက်နှစ်မှာကငါတို့ champion league ကိုပြန်အောင် liverpool ပရိသတ်တွေအနေနဲ့အခုလက်ရှိတစ်နှစ်ထဲမှာ champion league ကို premier league ကိုနှလုံးလုံးတစ်နှစ်ထဲမှာမလိုချင်ဘူးလို့ခင်ဗျားပြောမယ်ဆိုခင်ဗျားတို့လိမ့်နေတာပဲဒါပေမဲ့ liverpool အတင်းကဒီလက်ရှိ club ခက်ကော fg တို့ခစ်တွေမှာဘာလို့ဒါကျွန်တော်ဖလားနှလုံးကိုတပြိုင်နေကျွန်တော်မရလဲဆိုအဖြေကအကုန်လုံးနဲ့တည်တယ်ဒါပေမဲ့တချို့တွေကဒီအဖြေကိုလက်ခံနေမှာမဟုတ်ဘူး လူစည်းမလုံလောက်ခြင်းပြဿနာကလစ်ဗာပူးရဲ့အကြီးမားဆုံး problem ကဒါ FG လို့ရောက်ခဲ့ကအခုချိန်ထိပဲလို့ဆိုရမှာတော့ပါတယ်လစ်ဗာပူးအသင်းကဒါကျွန်တော် on paper မှာ၁၇ရောက်ကစားတဲ့နေရာမှာ important မှကောင်းတဲ့ကစားသမားတွေရရှိတယ်ဒါကျွန်တော် FG ဒါကျွန်တော်မမဲရတာကျွန်တော်တို့ Michael Edward တို့ဒါကျွန်တော် club တို့ kick ခဲ့ကဒါ on paper ရဲ့၁၇ရောက်ကတကယ်ကောင်းတဲ့ကစားသမားဖြစ်တယ်ဒါပေမဲ့အယန်ဒီဟာခက်ဆက်ဆက်မှာတော်တော်ကြီးကိုစုပ်တဲ့အယန်ဒီလို့ပဲပြောရမယ်တယ်မှာပါပါတယ် လက်ရှိလီဗာပူးတင်းနေတဲ့လူစည်ရင်းအဖြစ်ပြောရမယ်ဆိုလီဗာပူးကစူဖလာအကြီးကြီးထဲမှာတလုံးမဲ့စူဖူးတလုံးတဲတာအာယုံစိုက်နေတဲ့အသက်သက်ဖြစ်နေတယ်ဆိုတာကတော့ခါတီလို့နဲ့အမှန်တရားတစ်ခုဖြစ်တယ်လို့ပဲကျွန်တော်နည်းမြင်မိရတယ်မှာပါတယ်အခုလက်ရှိမှာဒါကျွန်တော်တို့ FG ရဲ့ propaganda တွေလည်းတော်တော်လေးကိုများပါကျွန်တော်အနေနဲ့ဒီနေရာမှာကျွန်တော်ကနှစ်ဖက်ခွဲမြင်တယ်လက်ရှိမှာ Liverpool အသင်းကိုအောင်မြင်အောင်လှုပ်ဆောင်ပေးနေတဲ့ FG ကတကယ်ကိုအရေးကြီးတယ်အခက်ကဏ္ဍမှာပါဝင်တယ်ဒါကငင်းစရာမဟုတ်ဒါပေမဲ့ FG အနေနဲ့သူတို့ဟာအောင်မြင်မှုနဲ့ပတ်သက်လာရင်ရောင်ရဲတင့်တယ် ြိတ်သက်တွေကဒီနေရာမှာရောင်ရဲမတင်သေးဘူးဒီနေရာမှာနှစ်ဖွဲ့ခွဲတယ်ဒီနေရာမှာကျွန်တော်တစ်ခေါက်ကျွန်တော်အကူတရားကိုမေးပြီးတော့ဘိုင်နေတော့ပြောတော့ကျွန်တော်အကူတရားကိုမေးနိုင်ငံเจ้าမှာကောဒီလိုပဲလားဆိုပြီးကျွန်တော်မေးပြီးတယ်မှာပါနိုင်ငံเจ้าမှာလည်းလက်ရှိမြန်မာပြည်လိုပါပဲနှစ်ဖွဲ့ခွဲတယ်မှာပါတယ် FG ကိုသဘောကျတဲ့လူအုပ်စုရှိတယ် FG ကိုတော်တော်လေးကိုမုံတဲ့အုပ်စုရှိတယ်လက်ရှိမှာ FG ကိုမုံတဲ့အုပ်စုကပုံများတယ်လူစုလို့ရမယ်တယ်မှာပါတယ်ဒီနေရာမှာ FG ကိုသဘောကျတဲ့တွေကတော့လူကြီးတွေပုံများပဲလဲဆိုတော့သူတို့အနေနဲ့ဟာအစ္စတန်ဘူးနောက်ပိုင်းမှာဒါ FG ငါတို့အသင်းကိုကယ်တင်ပေးလို့သား လက်ရှိမှာ FG အနေနဲ့ဒါကျွန်တော်တို့ကူညီပေးလို့ဒါငါတို့ပရီးမီးယားလီဒါကျွန်တော်တို့ချန်ပီယံလိရဲ့အနီးကွက်ခွေပြင်ရတယ်လက်ရှိမှာအကောင်းဆုံးပြန်ဒီဟာကမှန်သေးတယ်လို့မယ်ဒါရုပ်ကျွန်တော်မငင်းနေဘူးတလားအခုလက်ရှိမှာ FG စောက်သုံးမကြောက်တော့တကယ်ပဲပြီဒါပေမဲ့အောင်မြင်မှုတွေက FG နဲ့ဒါအများကြီးတော့ဆိုင်ဆိုငင်းစရာမဟုတ်ဘူး FG ဆိုတာလူလူမန်နေရာမန်နေခက်နေဒါကျွန်တော်တို့ငွေကိုဒါအသင်းကိုဒါကျွန်တော်တို့ပို့ပြီးဒါကိုသူများတဲ့ပိုင်ရှင်တဲ့ဆိုင်အသင်းကိုဒါကျွန်တော်တို့ဂုံသွေးဆိုတဲ့ဆိုင်ဒီအသင်းကငွေကိုအသင်းပေါ်ကောင်းကောင်းပြန်သုံးတဲ့တည်းမှာပါပါတယ်ဒါပေမဲ့ဒါပါပဲဒါပဲအဘဂျီနေနဲ့ဒီလောက်ပဲ အဲ့ဒါကပြဿနာပဲအဲ့တော့အသင်းသင်းကဒီထက်ပိုပြီးအောင်မြင်ခြင်းနဲ့ဆိုရင်ဘောင်တွေကထွက်ဖို့လိုပါလိမ့်မယ်အဲ့လက်ရှိမှာလေဘုတ်ပြတာဟာကျွန်တော်တို့လူစင်းကဒီလောက်ပဲဆိုရင်โอเคခင်ဗျားတို့ကတစ်နှစ်ကိုဖလားတစ်လုံးပဲယူတော့မှာလားဟိုအဓိကကစားသမားဒဏ်ရာရသွားရင်ဖလားမယူတော့ဘူးလားဒီမေကိုခင်ဗျားတို့လက်ခံနိုင်လို့ဒါခုနပေါ်တဲ့ဒါခင်ဗျားတို့သဘောဒါပေမဲ့လက်ရှိမှာကျွန်တော်တို့ကတော့လက်ရှိမှာ triple လူချင်းနဲ့အောင်မြင်ဆုံး club တွေနေနဲ့လူချင်းနဲ့တည်းမှာပါတယ်ဆိုရင်တော့ FFG ကအဖြစ်တစ်ခုမဟုတ်ဘူးလို့ကျွန်တော်အနေနဲ့မြင်မိတယ်မှာပါတယ် ဒီစကားရေကျွန်တော်ပြောဘူးအခုလက်ရှိမှာခင်ဗျားကျွန်တော်ငင်းလို့ရတယ်ဒါမှကျွန်တော်အချက်လက်နဲ့ပြောမယ်လက်ရှိမှာလစ်ဗာပူးအသင်းရဲ့အရန်လူစင်းကောင်းလားမကောင်းလားခင်ဗျားသိဆုံးဖြစ်လိမ့်မယ်လစ်ဗာပူးအသင်းရဲ့အရန်လူစင်းနဲ့ဆော့ခဲ့တဲ့ပွဲတိုင်းရှုံးခဲ့တယ် PSV Hinoven နဲ့ပွဲစဉ်မှာလစ်ဗာပူးတွေရှုံးခဲ့တယ်ပလိုက်မောက်အာဂိုင်းလို့ဒါကျွန်တော်လက်ရှိမှာချန်ပီယံလိရဲ့အဆင့်အောက်ဆုံးရဲ့အသင်းကိုရှုံးခဲ့တယ်ဒီမှာပါတယ်အဲ့တော့လက်ရှိမှာလစ်ဗာပူးအရန်အသင်းကလာမဲ့ကျွန်တော်တို့ဘုံမစပီကေတဲ့ဆောက်တာတဲ့ပွဲစဉ်မှာပွဲထွက်ခွင့်မရခဲ့ဘူး။ဘာကြောင့်လဲလစ်ဗာပူးမှာစိတ် ဆိုးလဲပြောရမယ်ဆိုတော့လစ်ဗာပူးမှာအရင်ကောင်းမရှိလို့ပဲအဲ့တော့၃ရက်တပွဲ ကန်နေရတဲ့အသင်းတသင်းနဲ့အခုမှဒန်နီစခန့်တာဒါပေမဲ့လီဗာပူးအသင်းတခုကန်ကောင်းခဲ့တယ်။ဘာကြောင့်လဲပြောမယ်လက်ရှိမှာလီဗာပူးအသင်းတကယ်ကိုဒဏ်ရာကြီးကြီးမားမားဆ ਾਇ ရတော့မဲ့အချိန်မှာဒါပရီးမီးယားလီဂအသင်းနဲ့တူအမှတ်တွေအများကြီးခွာနိုင်ခဲ့တာလီဗာပူးတော်တော်လေးကိုကန်ကောင်းတယ်လို့ပြောလို့ရရတယ်မှာပါတယ်။လီဗာပူးအသင်းကခုလက်ရှိမှာလက်ချက်ဖလားနှလုံးရှိတယ်ကာရာဘောက်ဖိုင်နယ်မှာဒါကန်ရမယ်တယ်မှာပရီးမီးယားလီဂလက်ရှိမှာ15မှတ်ဖြတ်ထားတယ်။ဒါတွေပြန်ကြည့်မယ်ဆိုဒါတွေတော်တော်လေးကိုအခြေအနေကောင်းသွားတယ်တယ်မှာပါတယ်။အခုချိန်မျိုးသာခမရတို့အသင်းကလက်ရှိမှာအမှတ်မဖြတ်ထားနိုင်ဘူးဆိုတော်တော်လေးကိုစိုးရိမ်စရာကြီးတာတခုရှိတယ်။ အဲ့တော့ဒါခုနကလူစည်းမလုံလောက်မှုကိုကျွန်တော်ပြောတဲ့ကြောင်ကျွန်တော်လူတော်များအမှတ်မှာခင်ဗျားတို့ကျွန်တော်အမြင်တွေပါဟာမန်စီးလို့ no 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 ခင်ဗျားတို့ကျွန်တော်လူတွေဘုံဘောတော့ကျွန်တော်ဝယ်ခိုင်းနေတာမဟုတ်ဘူးလူတွေကိုစီစစ်ပြီးဝယ်ရမယ်ကျွန်တော်လက်ရှိမှာ FG ရဲရောက်လာကျွန်တော်လုတ်ခဲ့တဲ့ပုံစံမျိုးကျွန်တော်တိတ်သဘောကျတယ်ဟုတ်မှာဗျာကျွန်တော် Cotton Nyo ကိုရောင်းပြီး Virgin Van Dyke နဲ့ Alisson Becker ကိုဝယ်ခဲ့တဲ့ formation ကျွန်တော်တိတ်သဘောကျတယ်တော့မှာပါတယ်ဒါမျိုးကိုပဲသိနေ Sadio Mane စာသားလို့ကစားသမားမျိုးဝယ်တဲ့လို့ဝယ်ခဲ့တယ်တော့မှာပါတယ်ဆိုတော့လည်းချစ်ကျူးရမှာတော့မှာပါတယ်အဲ့တော့ ပြောချင်တာလက်ရှိလီဗာပူးကလပ်ထားခဲ့တဲ့လူစင်းကကလပ်ကိုယ်တိုင်တော်တိုင်ပက်ခဲ့တဲ့လူစင်းကိုအာနီစလော့တလောက်လုတ်ပြထားနိုင်ခဲ့တယ်။ဒါကိုပြောလို့တချို့မာရအာကလပ်တဲ့ no 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 ကလပ်တဲ့ပုံကောင်းနေမှုတခါတည်းကျွန်တော်အချိန်နေချိန်ခါဆိုအများကြီးရှိရတယ်မှာပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်နေချိန်ကအာနီစလော့အကောင်းဆုံးလုတ်ပြခဲ့တယ် လက်ရှိမှာ PSG အသင်းနဲ့တွေ့ရချင်တာ PSG လိုအသင်းမျိုးကဂျောင်နိဗလိုကစားသမားမျိုးကိုပေါင်ကိုတန်းကိုရာပြီးတုံရာချီတုံးထားတဲ့အချိန်ဒဇာယာဒိုအေးကိုရန်နစ်ကခေါ်တဲ့အချိန်မှာပေါင်ကိုတန်းကို90နီးနီးတုံးထားတဲ့အချိန်မှာလစ်ဗာပူးအသင်းကအယံကစားသမားကိုအကယ်ဒမီကနေပြီးတော့တုံးနေတဲ့အသင်းအချိန်ဖြစ်တယ် ဒါပေမဲ့တကယ်တမ်းနင်လားငါလားဟိဆိုရယ် quality မှာအများကြီးကွာခဲ့တယ်မနစ်က desire do ye ဒါကျွန်တော်မနစ်ရတာကျွန်တော် desire do ye 16နှစ်သား venice ကဝယ်ထားတဲ့တန်း90တန်း chart date နဲ့တကယ်တမ်းကျွန်တော်ဒါ under pressure မှာဒါ liverpool တဲ့ chart date တွေချင်းနဲ့ကျွန်တော်အများကြီးကွာရတယ်မှာပါလာဒါ liverpool အရင်ကမကောင်းမပြောနဲ့ဒါပေမဲ့ကွာတယ်အဲ့တော့ပြောညင်တာကအရန်လူလူစည်ရင်လူစည်ရင်အင်အားမတောင့်တင်းလို့လစ်ဗာပူးဆုတ်ရှုံလိုက်ရတာဘလောက်များပြီလဲလစ်ဗာပူးဖြစ်နေလစ်ဗာပူးအတိဆုံးဖြစ်နေမယ် ချန်ပီယံလိဖိုင်နယ်မှာနောက်ဆုံးဆာလာဒန်ရသွားခြင်းမှာတောင်ပံကစားသမားကောင်းကောင်းသာရှိခဲ့မယ်ဆိုရင်ခါတိုင်းနှစ်တွေမှာတော့တမတ်လောက်ကွာခဲ့တဲ့နှစ်တွေမှာငါတို့သာကစားသမားကောင်းကောင်းတယောက်သာပိုရှိခဲ့မယ်ဆိုရင်အခုချိန်မှာခင်ဗျာမန်ချက်စတာစီးတီးပြည်သက်တွေကိုတွားမိကြည့်လိုက်ငါတို့မှာအဲ့ဒီအတွေးဆိုတာမရှိဘူးအဂွေရိုပြီးရင်ဟာလန်လာတယ်နော်အဂွေရိုပြီးဟာလန်လာတယ်ကိုယ်လည်းမှာကေဗင်ဒရိုင်းနာပြီးခင်ဗျာဖလော်ရီယန်ရစ်လာလိမ့်မယ်သူတို့တက်ကပူစရာမလိုဘူးအေးလီဗာပူးမှာပဲမလဲကျွန်တော်ပြောတာ triple ခုနပြောသူပဲ super league ကိုတခုထပ်ပို့ပြီးလူကျင်တဲ့အသင်းတွေနဲ့လက်ရှိလူစင်းကကျွန်တော်ပြောခဲ့တယ်လို့ပဲ liverpool အသင်းကိုကျွန်တော်ရာသီစမှာပြောခဲ့တဲ့တခုရှိတယ် liverpool အသင်းရဲ့ဖလားမျောလင်းချက်တွေအမြဲတမ်းတတ်တာ fg ပဲဖလားမျောလင်းချက်ရောင်းဒီတောင်းလာဒီလူတွေလို့ဆိုဖလားမျောလင်းချက်တတ်တာဒီလူတွေပဲဒါခင်ဗျာလက်ခံကြည့်လိုက်ရလက်မခံကြည့်လိုက်ရကျွန်တော်ကတော့ဘေးသူအနေနဲ့ဒါကော့ကော့ကုံကုံမြင်ရတယ်အသင်းပိုင်ရှင်အနေနဲ့လက်ရှိမှာရောင်းရဲတင့်တိမ်နဲ့ပိုင်ရှင်နဲ့ဒီလောက်ပဲပရိသတ်တွေက of course အသင်းကိုရတဲ့ဖလားကူလူကျင်တာကြီးပဲလေဟုတ်တယ်မလား ခုလက်ရှိမှာလီဗာပူးရဲ့အရင်လူစင်းခမောက်စကားပြောလက်ရှိမှာဒါထိုင်နေတဲ့ဂျိုဂိုမက်စ်ဂျော်ရယ်ကွန်ဇာကော်နာဘရက်ဒလီစီမီကတော့မထားပါတာစီမီကရှိမယ်ပြီးရင်ခေးစားမထားဘူးခဏဘခေးစားရှိမယ်ဒီ9ယောက်ရှိမယ်ဂိုးသမားကော်ကာယိုမင်ကလီယာရှိတယ်အလုံးပေါင်း6ယောက်ရှိတယ်6ယောက်မှာ4ယောက်ကအကယ်ဒမီပရိုဒက်တွေပဲကာတစ်ဂျုံကောအဲလီယောက်ကောအကယ်ဒမီပရိုဒက်တွေဖြစ်တယ်ဂျိုဂိုမက်စ်အကယ်ဒမီပရိုဒက်ဖြစ်တယ်ဂျော်ရယ်ကွန်ဇာအကယ်ဒမီပရိုဒက်ဖြစ်တယ်ဆိုင်ယောမင်ကာလီကအကယ်ဒမီပရိုဒက်ဖြစ်တယ် ကတ်ဒစ်ဂျုံအကယ်ဒမီပရိုဂရမ်ပဲအဲ့လီရောကျွန်တော်မားရင်ထောက်ပြပါဘာခုနကပြောကျွန်တော်တချို့ငယ်လေးကအကယ်ဒမီရောက်ဝယ်လို့ဆိုတော့မသိကောင်းမသိတာဖြစ်နိုင်တယ်နဲ့မှာပါတယ်ကျွန်တော်ဟိုတလောအမတယောက်လာမကျွန်တော်လာပြီးပြောဟာလူစင်းဒါကျွန်တော်တို့ခုနကပြောလို့ပဲအဲလူစရင်ရတာကျွန်တော်တို့နာမည် original စောက်ဘောတွေအသင်ကကန်ထုတ်လိုက်ဘောကျွန်တော်ပြောတာသိလားဘာလို့မလုပ်ရရမှာလဲ ကျွန်တော်တို့က Manchester City cancel လို့အသင်းကနေပြီးတော့မလိုအပ်တဲ့အချိန်မှာဘယ်လိုမျိုးနှင်ထုတ်ခဲ့လဲ။ Kyle Walker ကအသင်းမှာမနူခဲ့တဲ့အချိန်မှာဘယ်လိုနှင်ထုတ်ခဲ့လဲ။လက်ရှိမှာ Darwin Nunez ကထားတဲ့နေကစားသမားလား။ Injury prone နေတဲ့ Diego Jota ကတော့အသင်းမှာထားတဲ့နေကစားသမားလား။ကျွန်တော်ထက် Michael Edwards ဆိုတာအများကြီးပိုတက်ပြီးအများကြီးပိုတည်တဲ့လူတွေပါကျွန်တော်ပြောတာသိလား။ပြောချင်တဲ့အတိတ်ပဲဗျာသိလား။ကျွန်တော်အမြဲတမ်းပြောသူပဲကျွန်တော် FG ကိုဒီနေမှာ blame နေဆိုတာ FG ကိုကျွန်တော်သဘောမကျောက်။ရောင်ရင်တင်းနေတော့ကျွန်တော်သဘောမကျောက်။ Of course ခုနကဘသူတို့အသင်းမှာသူတို့လှုပ်ချလှုပ်လို့ရတာပဲဒီ business ကို business ရမ်းပါမယ်။ဒါပေမဲ့ ခမ what if ဆိုတာမစင်စားဘူးလားလလာလန်းကားတွေရလို့ခမ Ryan Gosling သာကျွန်တော်တို့သူ့ရဲ့ကောင်မလေးဖြစ်တဲ့ Emma Stone ကိုကောင်းကောင်းမွန်မွန်သာ treat လုပ်ခဲ့မယ်ဇာတ်လမ်းမှာညားသွားနိုင်တဲ့အစီအစဉ်လိုပဲ final မှာ Salah ဒဏ်ရာရသွားတဲ့အချိန်မှာဒါကောင်းတဲ့ကစားသမားတောင်းမယ်ကစားသမားတယောက်ဝင်လာခဲ့မယ်ဆိုရင် Van Dijk ဒဏ်ရာရနေတဲ့အချိန်မှာ AC အထိနေတဲ့အချိန်မှာပူကောင်းတဲ့ခံစမှုရောက်ပြီး Fabinho ကြီးစတာဘက်မဆော့ရပဲနဲ့ပူကောင်းတဲ့ခံစမှုရှိတဲ့အချိန်ခမရ ဝတ်ခုနကလာလာလန်ရုပ်ရှင်ကကြည့်လို့လာလာလန်ထဲမှာအထိတ်ထိတ်ကြိုင်ဆို movement ရှိရင်အဲ့ဒါက montage ပဲအဲ့ဒီ montage ကဘာလဲဆိုတော့ကျွန်တော်တို့ Ryan Gosling character နဲ့ Emma Stone နဲ့အကယ်၍သာ Ryan Gosling software တွေမလုပ်ခဲ့ဘူးဆိုရင်ဘယ်လိုမျိုးဖြစ်လာနိုင်လဲအနာဂတ်ကို director ပြန်ပြတဲ့ montage ရှိရှိလေခင်ဗျားတို့အဲ့ဒီ montage လား AI generate လုပ်ကြရင်ခင်ဗျားအသေးပူနာလိမ့်မယ်လက်ရှိမှာ Liverpool အသင်းလူစည်းရင်းမလုံလောက်တော့ဘယ်လောက်ထိဆုံးရှုံးခဲ့ရလဲ ဖလားသုံးလုံးရမယ်နော်ဖလားတစ်လုံးနဲ့အိမ်ပိုက်ပြီးပြန်ခဲ့ပြန်သွားခဲ့ရတာ၄နောက်ဆုံးမှတ်မှာ Manchester City ခောက်လို့ခံသွားခဲ့ရတာ၄ Refinal Champion League Final ရောက်တယ် Europa League Final တွေရောက်တယ်လူစည်းမလုံးတော့ဘယ်လောက်ထိခံစားခဲ့ရတာ၄အဲ့တော့ကျွန်တော်ကတော့တပွဲကျွန်တော် comment နဲ့မှာခင်ဗျားတို့ကျွန်တော်လာချလို့ရကျွန်တော် game site တော့အမှန်တကယ်ဒါကျွန်တော်မြင်တာပဲအဲ့တော့ကျွန်တော်တော့အားမရဘူးဖြစ်ရတာပဲ ခရောင်းနေအားရခြင်းလဲအားရမယ်အားမရခြင်းလဲအားမရအောင်ဒါခမရုပ်ပုံမူဒါပေမဲ့ကျွန်တော်ကတော့ဘီလူတောင်နဲ့ဘလူးမအားမရအောင်ရောင်ရဲတင်းတိမ်တဲ့ပိုင်ရှင်ကိုကျွန်တော်ပို့ပြီးတော့သဘောမကျဘူးတို့လည်းချီးကျူးတယ်ဒီလောက်ထိဆွဲတင်ပြီးတယ်ကျေးဇူးတင်တယ်ဒါပေမဲ့ဒီလောက်ပဲလားဆိုရင်မိကွန်တို့လည်းပြန်မေးရတယ်မဟုတ်ဘူးပိတ်တဲ့နေနေနဲ့ကိုယ့်ဟာကိုပြန်မေးရမယ်ငါ့ဘက်ကြီးကိုသဘောကျတယ်ဒါပေမဲ့ငါတို့အတင်းကတစ်နှစ်ကိုဖလားတစ်လုံးသုံးနှစ်ကိုဖလားတစ်လုံးမဲ့ယူတော့မှလား ရောင်ရဲတင့်တယ်မလားအဲ့ဒါဆိုတော့ခင်ဗျားတို့သဘောပဲကိုသဘောနဲ့ကိုအဲ့တော့ CD နိုတာနှစ်တိုင်းအောင်မြင်မှုတွေရကျင်တာဒါမှမဟုတ်ငါတို့က okay ငါတို့က AC ပဲသွားမယ်ခုနကပြောလို့ပဲဒါ၃နှစ်လုံး၃နှစ်မှာ major flat လုံးယူမယ်တစ်နှစ်ကိုဒါကျွန်တော်တို့ flat အသစ်လုံးယူမယ်ချိန်တတ်တယ်ချိန်တတ်တယ်ဆိုရင်တော့ကိုသဘောနဲ့ကိုပဲဘယ်လောက်ပဲအဲ့တော့ ပေါ်လုံးဘက်ကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Youth Sport Media 3.0နဲ့ TV4 တို့မှာဂျင်းသူဆန်ပေါအောင်ကိုညီလို့ရပါရဲ့။မြန်မာလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့။အောက်က comment တွေထဲမှာလည်း Youth Sport Media 3.0နဲ့ TV4 တွေလေးလေးတွေကိုထည့်ပေးထားခြင်းပဲကျွန်တော်မျှဝေကူညီပေးလို့ရပါတယ်။ကျွန်တော် YouTube Channel လေးကိုလည်း Like and Subscribe လုပ်ပြီးကျွန်တော်အားပေးလို့ရပါတယ်။မြန်မာလေးလည်းကလစ်ဖို့မမေ့ကြပါနဲ့ဗျ။မြန်မာကလစ်မှအမြင်နိုင်ဖြစ်ပါတယ်။ကျွန်တော်ရဲ့မွေးနေ့ campaign လေးကိုပါဝင်ပြီးကူညီပေးရတော့အကုန်လုံးကိုလည်းကျေးဇူးတင်ပါအားလုံးကျေးဇူးတင်ပါတယ်။ဒီပေါ်ပါဗျ။